ါရှင်ဟုတ်ပေါ်မြန်မာ channel ကနေပြတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေပြတော့ပရိသတ်တွေအတွက်ကျမရင်းနဲ့ဘုသူတရားဝေယကြရိကိုတင်ဆက်ပြနေပါဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့စပင်းကြားဆက်ရှိပြီးအရကြဘာလို့ဆက်မရှိကြလဲဆိုရဲကျောင်းလင်းနဲ့ပတ်သက်ပြီးမျှဝေတင်ဆက်ပြသွားမှာပဲဖြစ်ပါတယ်ရှင်လူခဏကိုကိုဆဲလေးရီနဲ့ဖွဲ့စီထားပါတယ်ဆဲရခြေကစိတ်ပိုင်းပဲဖြစ်ပါတယ်ဆဲရီစုပေါင်းပြီးရင်ဘုကြီးရဲ့တ िश ူဆိုတာဖြစ်လာပါတယ် တ िश ူတွေဆိုပေါင်းပင်ကိုအင်ကစိတ်ပိုင်း organ ဆိုတာဖြစ်လာပါတယ်။ organ ဆိုတာနှလုံးကြောက်ကပ်အုံနောက်ခြေလက်စသဖြင့်မျိုးလုံးနဲ့မြည်ရတဲ့အရာတွေဖြစ်ပါတယ်။ organ တွေအကျဉ်းချင်းချိတ်ဆက်ပြီးအလိုလိုကြရတဲ့အခါ snip ဆိုရဲ system ဖြစ်လာပါတယ်။အုံနောက်နဲ့အာယုံကြောအဖွဲ့စဉ်တွေးလဲအဖွဲ့စဉ်အစာအိမ်နဲ့အစာခြေအဖွဲ့စဉ်စသဖြင့်ဖြစ်လာပါတယ်။ကျမတို့ရဲ့ဆဲတွေကပြောင်းပွားနိုင်တဲ့အကျဉ်းပေါ်မူတည်ပြီးအမျိုးအစားသုံးမျိုးခွဲလို့ရပါတယ်။ နံပါတ်၁လေပိုင်းစဲကြိုက်တလို့ပြန်ပွားနိုင်သော အချိန်မှန်အသက်လဲသောစဲများနံပါတ်၂စတီဗယ်စဲလိုအပ်တဲ့အချိန်ရောက်မှပွားပြီးမလိုရင်အေးစိငိန်သောစဲများနံပါတ်၃ပရမီနန်စဲမွေးကလေးကမပြောင်းလဲပဲအသက်ထက်မပြတ်တော်သောစဲများဆိုပြီးသုံးမျိုးခွဲခြားထားပါတယ်။စပင်တို့အရေးပြားတို့မှရှိတဲ့စဲတွေက လဘယ်ဆယ်ရီဖြစ်လို့အမေရန်ပြန်ပြန်ပွားနိုင်ပြီးအတစ်လဲနိုင်တဲ့အစမ်းရှိပါတယ်။ဒါကြောင့်စပင်ကပြန်ပေါက်ပြီးလက်တွေကပြန်ရွှေ့ကြသလိုအိပ်ပြားကလည်းပေါက်ပြဲတိုင်းအတစ်ပြန်ဖြစ်ကြပါတယ်။အရွက်ရှည်ချေကတော့အယူနဲ့ဆိုင်ပါတယ်။ အယုဒချောင်းမှာဆိုရင်အဖျားပိုက်မှာ group plate လို့ခေါ်တဲ့နေရာရှိပါတယ်။အဲ group plate ကအယုနှုလေးတွေနဲ့ဖွဲ့စည်းထားပြီးလိုအပ်တဲ့အရွယ်ရောက်ရင်ရှည်လာပါတယ်။အယုနှုအပြားရှည်လာရင်အယုလည်းရှည်လာလို့အရက်ထလာပါတယ်။အထူးသဖြင့်လူပြိုအပြိုပေါ်ဝင်ချိန်ပြပတဲ့အရွယ်မှာဟော်မုန်းတွေရလှုပ်ဆောင်မှုကြောင့်အယုနှုအပြားလေးကရှည်လာပါတယ်။ဒါကြောင့်အရက်ကအသက်၁၂နှစ်ကနေ၁၆နှစ်အထိမှမတရားရှည်ထွက်လာကြပါတယ်။ နောက်ပိုင်းမှာတော့အယက်ရှင်နှုန်းကတဖြည်းဖြည်းကျလာပြီးအသက်၁၈နဲ့၂၁နှစ်ကြားဆိုရင်အရင်အယူနုပြကပိတ်သွားပါတယ်ဒီလိုပိတ်သွားတဲ့အတွက်အယက်ကဆက်မရှိတော့ပါဘူးအယူနုဆဲရီက stable ဆဲရီဖြစ်လို့လိုတဲ့အချိန်မှာပဲပွားပြီးမလိုရင်ဆက်မပွားရတဲ့အတွက်အယက်ကတသက်လုံးမရှိနေရဖြစ်ပါတယ်ဒီနေရာမှာအယက်ရှင်ဖို့အဓိကကြတာကပေါင်ယိုဖီမာနဲ့ချစ်တလုံးယို TBRN ဖီပြူလာဖြစ်ပါတယ် မိမိရက်ကဘလောက်ထိထွက်နေမှာလဲဆိုတာအဖြစ်အတိအကျမရှိပါဘူး။အကျန်းပြင်းပြောရရင်အသက်20တင်းအရက်ကနည်းနည်းရှိနိုင်ပါသေးတယ်။ဒါလည်းလူတိုင်းအတွက်မဟုတ်ပါဘူး။မိဘမျိုးရိုးအစားတောင်းအိဆက်ချင်းကိုဟန်နေတာအကစားစရိပေါ်မူတည်နေပါရဲ့။မျိုးရိုးပီဇာက80ရာခိုင်နှုန်းလောက်တည်းအရေးပါပြီးတဲ့အရာတွေက20ရာခိုင်နှုန်းပဲအရေးပါပါရဲ့။မိမိဖြစ်လာနိုင်တဲ့အရင်မြင်အကျန်းပြင်းကိုတွေ့ကြည့်လို့ရပါရဲ့။ အဖေရဲ့အရက်နဲ့အမေရဲ့အရက်ကိုလက်မနဲ့တိုင်ပြီးပေါင်းလိုက်ပါပြီးရင်နှစ်နဲ့စားလိုက်ပါရလာရတဲ့အဖြေကိုယောက်ျားလေးဆိုရင်နှစ်တဒမ၅လက်မပေါင်းချေပေးပါမိန်းလေးဆိုရင်နှစ်တဒမ၅လက်မပြန်နှုတ်ပေးပါဒါအကြံပြန်တွက်ကြည့်တာပြက်ပြီးပြန်မြအရက်ကိုတည်နိုင်ပါရင်အတိအကျတော့မိမိရဲ့ခန္ဓာကိုယ်ပေါ်မူတည်ပါသေးတယ်ကိုလိုနီဓာတ်ကိုမမယ့်ရခြင်းရင်အုပ်ဖွင့်ပြီးခါမမထိုင်ခြင်းကုန်းကုန်းကွက်ကွက်မနေခြင်းစရွေနဲ့လည်းအရပိုရှိတယ်လို့ခန်းစားအောင်လေ့ကျင့်လို့ရပါတယ် အရက်ရွှေအောင်ခွဲစိမ့်မှုတွေစေတောက်တော်တွေကိုတချို့လုံးကြပါမိမယ်ဒီနီလန်တွေကိုတော့အာမပေးပါဘူးအန်ဒီလည်းများသလိုငွေကုန်ကြေးကြလေများလွန်ပါတယ်အာရပြေဝအောင်စားတော့ပြီးအေယဝအောင်အိပ်ပေးခြင်းကသာကြမ္မာတော်အရက်ကိုပိုင်ဆိုင်ရမှာပါဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့စပင်းကြဆက်ရှိပြီးအရက်ကြဘာလို့ဆက်မရှိကြလဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားခဲ့ရပဲဖြစ်ပါရဲ့ရှင် ဒီလောက်ဆိုရင်တော့နားဆင်သူပရိသတ်တွေကသိရှိနားလည်လောက်ပြီလို့ချက်ပါရယ်အခုနားဆင်နေကြတဲ့ပရိသတ်တွေထဲမှာအယက်ရှိချင်တဲ့လူရှိတယ်ဆိုရင်တော့မိမိရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲပြီးတော့လေ့ကျင့်ခန်းလုပ်တာအစားပုံမှန်စားတာပုံမှန်အိပ်စက်ခြင်းအပြင်တယောက်မယ်လို့မျှော်လင့်ပါတယ်လို့အကြံပြုနေဒီကနေ့ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အဆုံးတရားအပြင်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင် နာဆင်သူပြည်သူများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ Hope for Myanmar Channel မှဆုမကောင်းထောင်ပေးလိုက်ပါရရှင်။ကျမပြောရှင်နေတဲ့အချိန်ကို Ascent Travel ရရှိပိုင်ဆိုင်နေကြပါစေရှင်။